UK US Australia ထိပ်တန်းတက္ကသိုလ်ကြီးတွေရမှာဘွဲ့ဒီဂရီကိုစင်ကာပူနိုင်ငံမှာတက်ရောက်ပြီးတော့ရယူခြင်းနဲ့အကြောင်းကြီးကြောင်းသားတွေအတော့နှစ်ပေါင်း60ကျော်တက်တန်းရှိပြီးတော့ကြာတော့မှပညာသင်ဆုများသောကိုလည်းပေးအပ်နေတဲ့စင်ကာပူထိပ်တန်းကျောင်းတစ်ခုကိုဒီဗီဒီယိုမှာပြောပြပြီးသွားပါမယ်။ဒါကတော့ SIM လို့လူတီများတဲ့ Singapore Institute of Management ဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာဆိုလို့ရှိရင် Aju Trustar ထိရရှိထားပြီးတော့ကြာတော့မှနိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးတွေရမှာ Bachelor Degree ကို အဆိုင် campus မှာပဲတက်ရောက်ပြီးတော့ကြာတော့မှရယူနိုင်မှာဖြစ်ပါတယ်။2026ခုနှစ်အတွက်အနည်းဆုံးကျောင်းဖွင့်ချိန်က January လကျောင်းဖွင့်ချိန်ဖြစ်ပြီးတော့ဒီ January ကျောင်းဖွင့်ချိန်ကိုရှောက်ထားခြင်းနဲ့ကျောင်းကျောင်းသားတွေအနေနဲ့အခု October လအတွင်းကိုနောက်ဆုံးထားပြီးတော့ကြာတော့မှကျောင်းလျှောက်ထားဖို့လိုအပ်ပါတယ်။မြန်မာနိုင်ငံရှိကျောင်းကျောင်းသားတွေလည်းနေပြီးတော့ကြာတော့မှ IGCSE GCO လည်းပဲအောင်မြင်ထားတဲ့ကျောင်းကျောင်းသားတွေအနေနဲ့ Singapore Institute of Management ရဲ့ Foundation Program နဲ့ပြီးတော့ကြာတော့မှစတင်တက်ရောက်နိုင်မှာဖြစ်ပြီးတော့ တက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားတဲ့အကြောင်းမူကြောင်းသားတွေ၊ GD အောင်မြင်ထားတဲ့အကြောင်းမူကြောင်းသားတွေအနေနဲ့သူတို့ရဲ့ရမှတ်ပုံပုံတည်ပြီးတော့ကျွန်တော်မှာ SIM ရဲ့ Foundation Program ဒါမှမဟုတ်ရင် Diploma Program နေပြီးတော့ကျွန်တော်မှာစတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ HND အောင်မြင်ထားတဲ့အကြောင်းကြောင့်ပါတယ်အနေနဲ့ဘာသာရပ်ကင်လွတ်ခွင့် module exemption နဲ့ရယူပြီးတော့ကျွန်တော်မှတက်ရောက်နိုင်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံနဲ့ပြီးတော့ကြတော့မှဘွဲ့ဒီဂရီရရှိထားတဲ့အကြောင်းကြောင်းပါတယ်အနေနဲ့ Singapore Institute of Management ရဲ့ Post Graduate Diploma တွေအပြင် Warna University တွေရဲ့မှာ Master Program ကိုပါရှောက်ထားရယူနိုင်မှာဖြစ်ပါတယ် Singapore Institute of Management မှာတက်ရောက်ပြီးတော့ကြတော့မှဘယ်နိုင်ငံတွေကနေပြီးတော့တက္ကသိုလ်တွေရဲ့ဘွဲ့ဒီဂရီကိုရယူနိုင်မှာလဲ Singapore Institute of Management ရဲ့ Foundation Diploma တွေကိုတက်ရအောင်ပြည့်တဲ့နောက်မှာ Singapore Institute of Management Campus မှာပဲဆက်ပြီးတော့ Bachelor Degree ကိုရယူခြင်းနဲ့အကြောင်းကြောင်းသားတွေအနေနဲ့ UK ဘွဲ့ဒီကိုရယူခြင်းနဲ့အကြောင်းကြောင်းသားတွေအတွက် University of London, University of Birmingham, University of Stirling တို့ရဲ့ဘွဲ့ဒီကိုရောက်ထားရယူနိုင်မှာဖြစ်ပါတယ်။ Australia ဘွဲ့ဒီကိုစိတ်ဝင်စားပြီးတော့အချိန်တိုတွင်းမှာပဲ Australia တက္ကသိုလ်ကနေပြီးတော့ကျောင်းမှာပြည့်ရတဲ့ဘွဲ့ဒီကိုရယူခြင်းနဲ့အကြောင်းကြောင်းသားတွေအနေနဲ့ RMIT University University of Wollongong နဲ့ Monash College တို့ရဲ့ program တွေကိုတက်ရောက်ပြီးတော့ကြာတော့မှရိုက်ပိုင်းမှာဖြစ်ပါတယ်။ US Board Degree ကိုစဝင်သာပြီးတော့ကြာတော့မှ Double Major တွေ Double Degree တက်ရောက်ခြင်းအကြောင်းကြောင်းသားတွေအနေနဲ့ University of Buffalo the State University of New York ကနေပြီးတော့မှပေးရတဲ့ Bachelor Degree ကိုအဆန် Campus မှာပဲတက်ရောက်ပြီးတော့ကြာတော့မှရယူနိုင်မှာဖြစ်ပါတယ်။ စင်ဘိုအင်စတီကျူအမန်နေဂျမန့်အနေနဲ့ဘော့ဖရီစကောလာရှစ်များသောကိုလည်း PLEA ရှိပြီးတော့ကြောင်းမှာကျောင်းသူကျောင်းသားတွေအနေနဲ့ Academic Excellence Scholarship, Merit Scholarship တွေအပြင် SIM Star Award, Sport and Artistic Talent Award တို့ကိုလည်းချက်ထားရယူနိုင်မှာဖြစ်ပါတယ်။ဒါပြင်ကျောင်းပြီးနောက်အလောက်ကန်ရရှိမှု Overall Employment Rate မှာလည်း86.1%အထိရရှိထားတဲ့ကျောင်းဖြစ်ပြီးတော့ကြောင်းမှာကျောင်းမကနေပြီးတော့ကျောင်းသူကျောင်းသားတွေအတွက် Career Connect Development ကိုလည်းထရှိထားပေးပါတယ်။ career corner တပတ်နာဟာဆိုလို့ရှိရင်ចောင်းမှုတော်မာတွေအတူ career fair တွေ career workshop တွေပေါ့တနည်းပုံတစ်ကြိမ်ပြုလုပ်ခြင်းမှာပြလေရှိပါတယ်ဒါပြင်ចောင်းမှုတော်မာတအူးချင်းစီရဲ့သူတို့သွားခြင်းတဲ့ career pathway alike ကိုလည်း career guidance တွေလွှတ်ဆောင်ပြလေရှိတာကြောင့်မလို့ចောင်းမှုတော်မာတွေအနေနဲ့ကိုယ်ရမအလောက်ကန်အခွင့်အလမ်းအတွက်ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ် ဒါကြောင့် Singapore Institute of Management ရမှာ January ကျောင်းဖွင့်ချိန်ကိုလျှောက်ထားခြင်းနဲ့ကျောင်းကြောင်းသားတွေအနေနဲ့ကျောင်းလျှောက်ထားဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေကိုကျွန်တော်တို့ Study Abroad Information Center မှာလည်းမြင်းမြန်းပြီးတော့ကြတော့မှကျောင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ Study Abroad Information Center အနေနဲ့ကျောင်းသူကျောင်းသားတက်ဦးချင်းစီကိုကျောင်းလျှောက်ထားပြီးတဲ့ application process ကနေစပြီးတော့ visa process တွေအားလုံးကို one stop service နဲ့ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။